တီရှယ်ကဘိမ်းမလိမ့်တော့ဘူးเนาะဘိမ်းမလိမ့်မဲနဲ့ဘိမ်းကိုဘာမှမလိမ့်တော့ဘူးလေးလေးစိတ်ပဲအကုန်ထားထားတယ်ပတ်ပတ်လေးချုပ်စာအလုံးလေးစိတ်ပဲထားထားတယ်ထားထားပြီးတဲ့ခါကျတော့ဒီမှာရင်ထိတ်လေးတွေတော့တီရှယ် notch လုပ်တယ်ပေါ့เนาะရင်ထိတ်ရယ်ရင်အောက်ရယ်เนาะရင်ထိတ်ရယ်ရင်အောက်ရယ် notch လုပ်တယ်ဒီဘက်မှာဆိုလို့ရှင်လည်းအဲ့လိုပဲဒီမှာရင်အောက်အမှတ်ဒီမှာရင်ထိတ်အမှတ်เนาะနှစ်လွှာစလုံး notch လုပ်မယ်เนาะ notch လို့ဆိုလို့ကတ်ချီလေးပဲတောက်လိုက်တာ ရန်ကြီးမတောက်ဘူးတည်တည်ပဲခတ်တည်တည်ပဲเนาะရပြီဆိုလို့ရှင်ဒီမှာပြတ်ကျင်တာဘာသာကျင်တာလဲဆိုတော့အဲတောက်ထိတ်မှတ်တာကိုပြမလို့တောက်ကိုဒီဒီရင်ဘက်လေးကိုတစ်ချက်တောက်လေးထည့်ချုပ်ရှင်နေပေါ့နော်ဒီအိမ်ကြီးမှာမထည့်ဘဲနဲ့ဒီတောက်ကိုတိတ်ကပ်ပြီးဖြောက်လဲလိုက်ရတယ်ဘတ်တာမှာကလေးရလေမဖြောက်ဘဲနဲ့တောက်ထည့်ချုပ်မယ်ဆိုတော့ဒီမှာဒီတောက်ရဲ့ဒီထိထိတောက်စာချုပ်မယ့်နေရာနှစ်ခုကိုကက်ကြီးတောက်ထားတယ်နော်တောက်ပြီးတော့ဒီရင်ထိတ် တောက်တောက်ချုပ်မယ့်နေရာထိတ်ကိုတောက်ထိတ်ပေါ့နော်တောက်ထိတ်ကိုတစ်ချက်ဒါပင့်အပ်ထိုးလိုက်တယ်နော်ထိုးလိုက်ပြီးပြီဆိုလို့ရှင်အဲထိတ်နေရာလေးကိုတစ်ချက်လေးမှတ်ခဲ့လိုက်မယ် ဘယ်နာတိချုပ်มาလဲဆိုတော့ပြရဘိန်းလေးမလှိမ့်တော့ဘူးเนาะတဖြည်းဖြည်းနဲ့ကိုကဟိုဘိန်းလှိမ့်ပြီးတော့ချုပ်တယ်ချုပ်ရင်ချုပ်ရင်နဲ့မှာတဖြည်းဖြည်းချုပ်သားကြာလာပြီးချုပ်ပါဝလာပြီးဆိုလို့ရှိရင်ဒီလိုမျိုးအလွတ်ချုပ်တိုင်အောင်ကျင့်ပြီးသွားပါတော့ပိစာဒီကားတိတ်ပြီးတော့ဟိုမှာဖြစ်ဘူးခြိသားဆိုတော့ကိစ္စပြဿနာမရှိဘူးသို့တော့ဟိုတန်ဖိုးကြီးတဲ့ brocade တို့ပိုးတို့ဇာတို့လိုဟာမျိုးမှားမခံတဲ့ဟာမျိုးဒီလိုအရာတွေထင်လို့မရတဲ့ဟာမျိုးကြာလို့ရှိရင်ဒီလိုမျိုးအလွတ်ချုပ်နိုင်တာအကောင်းဆုံးပဲเนาะဆိုတော့အခါကျတော့အခုချုပ်လိုက်ပြီပြီးရင် ဒီကျေတို့ထောက်တည်အရင်စတွေ့မယ်နော်ပထမဆုံးအရှိချမ်းရေတောင်းနှခုအရင်ချုပ်မယ်နော်တောင်းနှခုရင်ချုပ်မယ်ဆိုတော့ဒီလိုမျိုးပေါ့အလားချင်းပူလိုက်မှာနော်အလားချင်းပူလိုက်မှာပူပြီးပူပြီးပြီဆိုလို့ရှိရင်ဒီမှာဒီရင်ထိတ် notch နှခုလေး notch နှခုဆိုင်ထားမယ်နော် notch နှခုဆိုင်ပြီးတော့ပြန်လေးခဏထိုးเนาะပြီးရင်ဒီမှာရင်အောက်เนาะ ရှင်အောင်နာရှင်ခုဆိုင်မယ်ပြန်ခဏထိုးနော်ဒီအောက်ထိအညီပေါ့နော်ဒါမျိုးဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီပြီဆိုလို့ရှင်ရှယ်ရဒီအပေါ်ကနေဒီထိတ်ကနေစပြီးတော့ချုပ်မယ်ပေါ့နော်ဖတ်ချုပ်ပြီဆိုလို့ရှင်၃စိတ်လောက်လေးအရှိတိုးပြီးတော့မှအဆိုင်တယ်နော်အနောက်ပြန်အရင်ချုပ်ပါ အနောက်ပြန်အရင်ချုပ်ပြီးတော့မှအရှိ့ကိုတစ်ခါလေးလာပြန်ချုပ်ပါเนาะဒီအစကနေတွားပြီးတော့မှဒီလိုဒီလိုတွေတုတ်ပြီးတော့မှပြန်မချုပ်ဘူးအဲ့နာမှချီအဖူကြီးဖြစ်နေမှာအောင်မလို့ချင်းဘူးเนาะအနောက်ကိုချုပ်မယ်ပြီးရင်အရှိ့ကိုတစ်ခါလေးတစ်ချောင်းပြန်ချုပ်မယ်ဒီနားမှာနှစ်ချောင်းတွားထားတွားထားပြီးအတွက်ကြောင့်ချီရမြဲတယ်မျိုးဖြစ်စေကြမှာเนาะတောက်ပူပြီးသွားပြီဆိုလို့ရှိရင်အထောက်ပူပြီးသွားပြီဆိုလို့ရှိရင်ဒီမှာเนาะဒီခုပြီးတော့ဒီဘေးတောက်လေးဂျင်းအလဲတောက်လေးပေါ့เนาะ ရှင်အလဲတောက်လေးချုပ်မယ်ဆိုရင်ဒီမှာဆွမ်းနာကကြီးတောက်ထားလို့ပြောထားတဲ့ဟာလေးရှိတယ်လေအဲ့ဒီဟာလေးကိုကကြီးတောက်ရနှစ်ခုကိုစုံလိုက်မယ်ပေါ့နော်စုံပြီးရင်ဒီမှာမှတ်ထားတဲ့တောက်ထိတ်လေးရှိတယ်နော်တောက်ထိတ်လေးအထိတောက်ချုပ်ရင်လည်းအဲ့လိုပဲ၃စိတ်လောက်လေးအရင်ထိုးပြီးတော့အချထား new data ကိုပြီးတော့မှအကုန်လုံးပေါင်းတိုက်မယ် double လေးရင်တွဲလိုက်အောင်မယ်နော် double ကိုရင်ချုပ်ပြီးတော့မှတွဲလိုက်ရတယ်လို့ပြတာတောက်ချုပ်ပြီးပြီဆိုလို့ရှိရင်တောက်ဒီအလဲတောက်လေးရင်ချုပ်ပြီးပြီဆိုမှသူနဲ့သူနဲ့တွဲလဲရတယ်နော်ဆိုတော့လည်းဒီအလဲဒီဒီရင်တောက်နှစ်ခုတွဲပြီးတော့မှဒီအလဲတောက်ကလေးကိုချုပ်လဲရတယ်နော် ပြီးပြီဆိုလို့ရှိရင်ဒီရင်ထိတ်လေးတွေရင်အောက်လေးတွေကကြီတောက်ရာလေးအတိုင်းပဲပင်အထိုးမယ်ထိုးပြီးတော့ဆွမ်းနာချုပ်ပြလို့ပဲချုပ်ပါမယ်နော်နောက်ချမ်းတောက်တွေလည်းအဲ့လိုပဲဆက်တွဲသွားမယ်နော် thank you ခုနှစ်လွှာလုံးပြီးသွားပြီเนาะဒီမှာဒါကအပေါ်ဘက်အလှချမ်းကော်ပိတ်နှစ်ထပ်ကတ်ထားတဲ့ဟာဒါကကြတော့အခန့်ချမ်းကော်ပိတ်တစ်ထပ်ပဲကတ်ထားတဲ့အတွင်ချမ်းပေါ့နော်ကော်ချောင်းထည့်မယ်ကော်ချောင်းထည့်မယ်ဆိုလို့ရှိရင်ရှိုးဒီမှာယင်ထိတ် notch လောက်ထားတဲ့ဟာလေးရှိတယ်လေယင်ထိတ် notch လောက်ထားတဲ့နေရာကနေအောက်ကိုနှစ်လက်မလောက်ချပြီးတော့ကျတော့ကော်ချောင်းဆက်ထည့်မယ်ပေါ့နော်ကော်ချောင်းကိုဒီဥစားကအခန့်ချမ်း အခန်းကျမ်းဆိုရတဲ့ကြောင့်မလို့ခန္ဓာကိုယ်မှာသူကကတ်နေမဲ့ခြံပေါ့နော်နလမနေရမှာပေါ်ချောင်းကိုဒါအခန်းချမ်းခန္ဓာကိုယ်နဲ့ကပ်နေမဲ့ချမ်းမို့လို့မှောက်ပြီးတော့ထဲမယ်နော်ဒီဟိုဘက်ကိုတချောင်းဒီဘက်ကိုတချောင်းထည့်ခြင်းလဲရတယ်တချဲတော့အလေချိုးတက်တဲ့မှာနင်းကော်ချောင်းကိုပဲတခါတည်းတင်ပြီးတော့နင်းလိုက်မယ်ပေါ့နော်နင်းပြီးအောက်မှာကိုခောက်စာဘယ်လောက်ချန်ထားတာလဲ တလမဆိုတလမ6စိတ်ဆို6စိတ်လက်မဝက်ဆိုလက်မဝက် IG ကိုခြံပြီးတော့ဖြတ်လိုက်မယ်ဖြတ်ပြီးတော့နင်းမယ်နော်အဲတော့ပါ ဲ့ဒါမဲ့ထည့်ပါမယ်ကောချောင်းကိုကောချောင်းကိုဒီမှာဒီရင်အလဲရင်အလဲเนาะပြီးပြီဆိုလို့ရှင်ဘေးမှာပါထည့်တယ်ဘေးမှာလဲကောချောင်းထည့်တယ်စိုက်စင်းနေရာမှာပေါ့เนาะစိုက်စင်းနေရာမှာတချို့ကအလှကိုအပြင်ကိုအချို့ဆိုလို့ရှင်ဒီအရှိန်ရရှိတဲ့အနောက်ချမ်းအနောက်ချမ်းပေါင်းပြီးတော့မှာဘေးစိုက်စင်းကိုဘေးကိုထုတ်ပြီးတော့ချုပ်တာရှိတယ်အကျက်စရအောင်လို့လေအဲချုပ်စားထားပြီးတော့တီးစားဖြီးစားရအောင်လို့ပေါ့ထုတ်တယ်ချုပ်တယ်ဒီချက်ကျတော့အခုအကုန်လုံးလေးစိလေးစိလေးစိပေါင်းပြီးတော့ချုပ်လာခဲ့လိုက်တယ်တီးစားဖြီးစားမထားဘူးဘာလို့မထားလဲဆိုတော့အနောက်မှာကျိုးနဲ့ချုပ်မှာမဟုတ်လို့เนาะကျိုးဆိုလို့ရှင်လိုတိုးပူရှောအပိန်အဝါ လက်မဝက်နှစ်စိတ်အဲ့လောက်ကတော့အပိန်ဝအတူရွှေလုပ်လို့ရတယ်ပေါ့နော်အရင်ကိုကိုလုံးမဟုတ်တော့သူများကိုုံတော့ဝင်တော့တမျိုးပေါ့ဆိုတဲ့ခါကျတော့တချို့ကအနောက်မှာကျိုးလုံးမှာမို့လို့ဘေးကိုချုပ်စာမထားဘူးချုပ်စာတွေအကုန်လုံးကိုအထဲကိုထည့်ပြီးတော့ပဲတွဲထားတယ်ဆိုတဲ့ခါကျတော့ဒီဘက်ဘေးကိုလည်းကောင်းချောင်းထည့်မယ်နော်ရင်လည်းနှစ်ခုကောင်းချောင်းထည့်မယ်ဒီဘက်ဘေးလည်းကောင်းချောင်းထည့်မယ်ဒီဘက်ဘေးလည်းကောင်းချောင်းထည့်မယ်နော်တို့မှသာခါအစီတွေပါထိမ့်မိတာဖြစ်မှာနော်အုံးဝက်တဲ့ဒါလေးတစ်ချက်ပြောမယ်နော် အုံကွက်ကဒီမှာတစ်ချက်ဝဲတာနှင်းစီလည်းမရဘူးမိုးဟွေကိုလည်းမရဘူးဒီလိုတူရီကန်ပုံစံအုံကွက်ပဲရလာတယ်ပေါ့နော်ဆိုတော့တစ်ချက်ဒီရှိတာဟာနေပဲတစ်ချက်တက်မယ်တက်မယ်ဆိုတဲ့အခါကျတော့ဒီမှာသူ့ရဲ့ဒီပုံစံလေးမှာဒါက38 size เนาะ size 6အယုတ်အတွက်ချုပ်ပါ38 size အုံကွက်တက်မယ်ပေါ့နော်ဆိုတော့အခါကျတော့သူ့ရဲ့ဒီတူရီကန်ပုံလေးမှာအချွန်ဆုံးတူရီကန်လေးကိုတစ်ချက်အောက်မှာထားလိုက်မယ်เนาะအောက်မှာထားလိုက်မယ်ဆိုတဲ့အခါကျတော့ဒါကိုအောက်မှာထားမှာမို့လို့ဒီလိုခောက်လိုက်မယ်เนาะဒီမှာเนาะဒါကိုအောက်မှာထားမှာမို့ဒီလိုခောက်တယ် ပြီးရလို့တဝက်ပြန်ခောက်ပြီးတော့အလဲရှာလိုက်တယ်ပေါ့နော်။ထည့်တယ်ဆိုလို့ရှိရင်လည်းကော်ချောင်းထည့်တယ်ဆိုလို့ရှိရင်လည်းဒီမှာနင်းတဲ့ခါမှာအလဲချောင်းတိုင်းပဲကွက်တီနင်းတယ်နော်။ကော်ချောင်းချုပ်ထားတဲ့အရာတွေပဲညာမပေါ်ခြင်းလို့တချောင်းလည်းပဲအလဲချောင်းတိုင်းပဲကွက်တီနင်းတယ်။ပြီးရင်ဒီအောက်ကိုရသွားတဲ့ခါကျလို့ရှိရင်ကိုချန်ထားတဲ့ချုပ်စာတက်တစ်စိမ့်လောက်လေးတိုးပြီးတော့ကော်ချောင်းညှက်ထုတ်တယ်နော်။ဆိုတော့ဒါလေးအခုတက်ပြမယ်။ဆိုလို့ရှိရင်ဒီအလဲမှတ်လေးနော်။ဒီအလဲမှတ်ကလေးကိုပုံကွက်ကဒါအခမ်းစားမတက်တာဆိုတော့ကျွန်တော်ဒီဘက်ကို ပြောင်းပြန်ပြန်လုပ်ပြရမှာပေါ့နော်လုပ်ပြီးတော့ဒီအလဲမက်ကလေးနဲ့ဒီမှာတချေလိုရင်ထိတ်အမတ် match လုပ်ထားတဲ့ဟာလေးရှိတယ်နော်အဲဒီရင်ထိတ်အမတ်ကလေးနဲ့ကိုလာစုံလိုက်မယ်နော်ပြီးရင်ပင်းနဲ့တစ်ချက်ထိနှိုင်းမယ်ပြန်ရစတဲ့နည်းနည်းထိန်းနိုင်မယ်။ဒီမှာကိုစီရအောင်နော်။ရပြီဆိုလို့ရှိရင်ဒီအောက်မှာပေါ့ဒီအောက် တချက်တချက်ရဲ့အောက်မှာပေါ့နော်အချုံဆုံးနေရာလေးကိုဒီမှာထည့်မယ်ဆက်နေမယ်တခါလေးနေမယ်နော်အရှိမဟိုလက်ချုပ်နဲ့တက်တဲ့ဟိုဝတ်တဲ့နေရာခဏခဏပြခဲ့ပြီးပြီဆိုတော့နောက်ဒီအောက်လေးချုပ်ပြီးပြီဆိုလို့ရှိရင်ဒီအပေါ် ပုံကြရင်တင်းတင်းလေးဆွဲမယ်เนาะဆွဲပြီးတော့ဒီထိတ်ကလေးနဲ့ငါချုပ်မယ်ဒါလေးပြပြတော့မယ်ဒါမျိုးလေးဖြစ်ရမယ်ပေါ့နော်ဒီမှာကြည့်ရင်ဒါမျိုးလေးဒီမှာချုပ်ကြောင်းတစ်ချောင်းဒီအောက်ဘက်မှာချုပ်ကြောင်းတစ်ချောင်းရမယ်နော် ဆိုလို့ရှိရင်ဒီဘက် channel လေးတက်မယ်နော်အဲ့တက်မယ် ဟောတဲ့ဒီတိတက်ပြီးသွားပြီဆိုလို့ရှိရင်ခြေရောကအလှချင်းပူလိုက်တယ်ပေါ့နော်အလှချင်းပူပြီးတော့ဒီအပေါ်ပိုင်းတောက်လျှောက်ချုပ်သွားမယ်နော်အပေါ်တောက်လျှောက်ချုပ်သွားမယ်အောက်ကိုမချုပ်သေးဘူးနော်အောက်ကိုမချုပ်ပဲနဲ့ထားခဲ့မယ်ထားခဲ့ပြီးတော့ဘေးကိုလည်းမချုပ်သေးဘူးဒီအပေါ်ပဲချုပ်မယ်နော်ဆိုတော့ဒီမှာချုပ်ဖို့တော့2 point တွေကိုသူညီအောင်ပြန်လိုက်ထိုးရမယ်ပေါ့နော်တောက်တယ် ပင်ရည်လေးဆက်ကြိုက်ထိုးပြီးပြီဆိုလို့ရှိရင်သူ့ချုပ်စာအတိုင်းပဲချုပ်သွားမယ်နော်ဒီရင်ထိတ်နေအလေလားပေါ့နော်ဒီရင်ကခုစုံချက်ကာကြီးပေါ့အဝိုက်အခုံးအဆုံးလားကြောင် တစ်ချက်သတိထားတဲ့ချာလေးချုပ်မယ်နော်။ဒီလိုကာကြီးမဝိုင်းလေးတိုင်းလာတယ်။အချွန်လုံးညာရောက်ရင်အကူထောက်ပြီးတော့ဘေးကိုမာပြီးတော့တစ်ဖက်ကိုပြန်ရွှေ့ပြီးတော့ကာကြီးပေါ်အခုံတိုင်းပြန်တက်မယ်နော်။နောက်တစ်မှာတွေ့ပွားပြီ။ဒီဘက်မှာလည်း ုံခွက်တွေမပါအောင်နော်အုံခွက်တွေပါအောင်ဆိုလို့၂စိတ်လောက်လည်းညှပ်ထားခဲ့ပြီးသားနော်ရပြီဆိုဒီထိတ်ပူးပြီးသွားတော့ဒီအပေါ်ဘက်အချမ်းပူးပြီးသွားတော့ချုပ်စာကိုအတွင်းလုံးမဲ့ဘက်အချမ်းမှာပြန်မလန်အောင်လာတဲ့ကြောင်ဖြစ်ခဲ့မှာနော် တွဲပြီးပြီဆိုလို့ရှိရင်အုံကွက်လေးလေးသူ့နေရာနဲ့သူအံဝင်ခွင်ကြဖြစ်အောင်လေးဖြစ်အောင်လေးတစ်ချက်လုပ်ပြီးတော့ချေလို့ပင်းလေးထိုးပြီးတော့မိဘူးတက်တိုင်းမယ်နော်ကြီးကြီးတာအောက်ကအတွင်းအစကအပေါ်လမ်းမလာဘူးပေါ့နော် အဲ့ဒီမှာတင်ကြည့်လိုက်တဲ့ရင်ရံလေးကိုနော်တင်ကြည့်ပြီးပြီဆိုလို့ရှိရင်ပဝါလုတ်ဖို့အတွက်တစ်ချက်ဒီမှာအဆွေအဆွေကိုကိုလိုချင်တဲ့လောက်အကျယ်ပေါ့နော်ဥပမာတကယ်လို့ကိုကငါးလက်မှလိုချင်နေဆိုရင်၁၀လက်မှနဲ့ချုပ်စာနဲ့ညက်တယ်ပေါ့နော်၄လက်မှလိုချင်နေဆိုရင်၈လက်မှနဲ့နှစ်ပြန်ပေါ့နော်၈လက်မှနဲ့ချုပ်စာနဲ့ညက်တယ်ပေါ့ပြီးတော့ချုပ်စာကိုပူးချုပ်ခဲလိုက်တယ်ပူးချုပ်ပြီးတော့လှန်ထုတ်ခဲလိုက်တယ်ပေါ့နော်လှန်ထုတ်ပြီးပြီဆိုလို့ရှိရင်ကိုကပဝါလိုမျိုးလေးအနားလေးမှာတင်ပေးမလဲပေါ့ကိုအိုင်ဒီယာရှိတယ်လို့ကိုတင်မယ်ဒီအပေါ်ရန်တလွာလေးကိုဆေးရအောက်ကိုမပိတ်ထားသေးဘူးလေ ပေးလေးအောက်ကနေပြန်လှန်ပြီးတော့တင်ချုပ်လို့ရအောင်လို့နော်ဥမာဆရာဒီဘက်တော်တော်မှာဒါမျိုးယူလိုက်မယ်ပေါ့ဒီလိုလုံးမရင်မဟုတ်ဘူးနော်ကိုအိုင်ဒီယာရှိတယ်လို့လုပ်လို့ရတယ်အရင်ငယ်ရိုးရိုးလေးတစ်ခုချုပ်တဲ့ရုံလေးနေမယ်ပွဲတက်တီဖန်တီးလို့ရတယ်ဆိုတော့ပြချင်တာဒီရင်အောက်လောက်ကြီးပေါ့နော်ခန္ဓာကိုယ်ပေါ်ချင်တာဆိုတော့ဒီရင်အောက်လောက်ကြီးဒီချုပ်လို့ရတယ်ပြီးတော့မှတင်ပြီးတော့နင်းမယ်ဒီချုပ်လို့ရတယ်ဟုတ်လေ ခုလိုလိုဆိုရင်တော့ပြန်နဲ့ခဏထိုးပါမယ်ကြည့်ပြီဆိုရင်ဒီမှာပုံဝါလေးကိုဒီလိုပုံစံလေးကိုခြုံရှင်နေပေါ့နော်တဲပင်ပတ်တဲ့ပုံစံလေးလုံမလားနော်တဲပင်ပတ်တဲ့ဟာမှာပုံဝါနဲ့မသွားဘဲနဲ့အဲ့ဒီအထင်းလေးကနေသွားလိုက်မလားပေါ့နော်ကိုယ်လိုပုံစံလေးလောက်ပေါ့နော်လက်ကိုကြလို့ရှိရင်ဒီလိုရှော့ရှော့လေးပေါ့လက်မောင်းလေးကို နော်လက်မောင်းလေးမှာပေါ်တော့ပေါ်လေးရှော့ရှော့လေးဒီနောက်မှာပေါ်ပါလေးမျိုးလေးတိုင်းလာပြီးတော့မှဒီဘက်ကျရင်လည်းဒီဘက်လက်မောင်းလေးကိုပြန်အုပ်လိုက်တဲ့စတိုင်လေးပေါ့နော်ပြန်အုပ်တော့မှထောင်ထောင်လေးအုပ်ချင်တယ်ဆိုရင်လည်းထောင်ထောင်လေးပေါ့ကိုကြိုက်တဲ့ပုံစံလေးအုပ်ပြီးတော့ကိုတို့တို့လေးခြုံလို့ရပေါ်ပါလေးနော်ဒီချက်ဒီဒီဇိုင်းလေးဖြစ်အောင်ခြုံလိုက်မယ်ပေါ့နော်ဒါလေးတွေတွဲထည့်တွဲထည့်ခြုံလိုက်မယ်ဒီလိုရှိရင်အနောက်မှာကျေပြီးတက်အောက်ခပိတ်ပြီးရပါပြီ